နိုင်ငံတော်အစိုးရအနေနဲ့အွန်လိုင်းအသုံးပြုလိမ့်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုလှုပ်ဆောင်နေသူများအပါအဝင်ပတ်သက်သူများအားလုံးကိုပြက်ပြက်သားသားစုံစမ်းဖော်ထုတ်လျက်ရှိရာမြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းဆောင်များမှတဆင့်တရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ်မြဝတီမြို့ရွှေကုတ်ကိုနဲ့ကေကေပတ်နယ်မြို့တွေမှာအွန်လိုင်းလောင်းကစားမှုများအွန်လိုင်းလိမ်လည်မှုများအပါအဝင်ဒူးစရိုက်မှုများကျူးလွန်ခဲ့ကြတဲ့အိန္ဒိယနိုင်ငံသား32ဦး၊ကာဇစ်စတန်နိုင်ငံသား4ဦး၊ကာဂျစ်စတန်နိုင်ငံသား7ဦး၊ဥစဘက်ကစ္စတန်နိုင်ငံသား ၂ဦးနဲ့ရုရှားနိုင်ငံသား၁ဦးစုစုပေါင်း58ဦးတို့ကိုအေဗီလာစရဲနေမှာမြန်မာထိုင်းအမှတ်နဲ့ချစ်ကြည်ရေးတရားမှတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုလူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေ့ရှုကဥပဒေလုံထုံးလုံနည်းများနဲ့အညီထပ်မံပြည်နယ်လွှဲပြောင်းပေးခဲ့ပါတယ်။ အစွန်မှာပြည်နယ်လွှဲပြောင်းပေးမှုလုပ်ငန်းများစနစ်တကျရှိစေရင်းနဲ့အဆင်ပြေချောမွေ့စေရအတွက်ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်နဲ့တာဝန်ရှိသူများကလိုက်လံကြည့်ရှုစစ်ဆေးပြီးဌာနဆိုင်ရာတာဝန်ရှိသူများအားလိုအပ်တာများဖြည့်စွက်မှာကြကပေါင်းဆက်ညှိနှိုင်းမှုများဆောင်ရွက်ပေးခဲ့ပါတယ်။အဒီနောက်ပြည်နယ်လွှဲပြောင်းပေးရပွဲကိုဆက်လက်ကျင်းပခဲ့ရာကရင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်နဲ့တာဝန်ရှိသူများထိုင်းနိုင်ငံဆိုင်ရာအိန္ဒိယတန်ရုံးမှကောင်စင်ဝန် နှင့်တာဝန်ရှိသူများထိုင်းနိုင်ငံဆိုင်ရာကာဇက်စတန်သမ္မတနိုင်ငံတန်ယုံမှကောင်စစ်ဝင်တဲ့တာဝန်ရှိသူများထိုင်းနိုင်ငံဆိုင်ရာဥစ်ဘက်ကစ္စတန်သမ္မတနိုင်ငံတန်ယုံမှကောင်စစ်ဝင်တဲ့တာဝန်ရှိသူများထိုင်းနိုင်ငံဆိုင်ရာရုရှားတန်ယုံမှ Police Attach Mr. Dirty Trust K နဲ့တာဝန်ရှိသူများထိုင်းနိုင်ငံထခိုင်ရဲ့လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးမြန်မာနိုင်ငံမှတာဝန်ရှိသူတို့ကသက်ဆိုင်ရာနိုင်ငံများမှတာဝန်ရှိသူတွေထံကိုပြည်နယ်လွှဲပြောင်းလက်ခံရေးဆိုင်ရာအထောက်အထားစာရွက်စာရွက်တွေကိုစနစ်တကျလွှဲပြောင်းပေး ပေးအပ်ခင်ပါသည်2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှအေပီလ10ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့အပြည်ပနိုင်ငံသားစုစုပေါင်း8840ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့က9298ဦးတို့ကိုထိုင်းနိုင်ငံမှတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းများနဲ့အညီစနစ်တကျပြည်နယ်လွှဲပြောင်းပေးခဲ့ပြီး 1462ဦးကိုတက်ဆိုင်ရနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောင်ရှောက်ထားရှိပါသည်။နိုင်ငံတော်အစိုးရအနေနဲ့နိုင်ငံတော်နှင့်ပြည်သူများအားချင်းချောက်ထိခိုက်မှုများရှိလာတဲ့အွန်လိုင်းလိမ်လည်မှုအွန်လိုင်းလောင်ကစားမှုအပါအဝင်အွန်လိုင်းဒုစရိုက်မှုမျိုးစုံကိုအမျိုးသားရေးအသွင်ဖြင့်နိုင်ငံတကာအဖွဲ့အစည်းများပြည်သူများနှင့်ပူးပေါင်းလက်တွဲကထိထိရောက်ရောက်ပြက်ပြက်သားသားတိုက်ဖြတ်နိုင်နေပြီးထိန်းသိမ်းလွှဲပြောင်းပေးလျက်ရှိပါကြောင်းနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်တာဝန်ရှိသူအစဉ်အဆက်တို့ကလည်းအွန်လိုင်းလိမ်လည်မှု online ိုင်းလောင်ကစားမှုအပါအဝင်အွန်လိုင်းဒူးဆိုက်မှုလုပ်ငန်းများမရှိစေရဖော်ထုတ်ခြင်းအရေးယူခြင်းတို့ကို ပြက်ပြက်သားသားကင်တွယ်ဆောင်ရွက်လျက်ရှိပါကြောင်းသိရှိရပါတယ်ရှင်။